င်ငံဘန်ကောက်မြို့မှာမြေပြိုကျသွားတဲ့အေရတွင်းပေါက်ကြီးရဲ့နောက်ွယ်ကအကြောင်းရင်းပိတ်တကြီးချင်းအတင်းနေမြခင်းမှာဆိုချယ်မီဒီယာ30တဲ့ဒီတိုင်းကိုထိတ်လန့်တုံလုံးစီခဲ့တဲ့ဒီတင်းတစ်ခုထိုင်းနိုင်ငံဘာကောက်မြို့ကနေထပေါ်လာခဲ့ပါလေရှင်။ဒါကတော့အနည်းစဉ်လူတွေတန်းနဲ့ရှိပြီးတွာလာနေတဲ့မြို့လေကောင်ကကာလာမကြီးတစ်ခုရုတ်တရက်ပြိုကျပြီးအလွန်ကြီးမားတဲ့တွင်းနေကြီးတစ်ခုဖြစ်ပေါ်သွားတဲ့ဒီတင်းပဲဖြစ်ပါတယ်။ဒီနေ့စတင်မာလာ24ရက်နေ့မနေ့ပိုင်းမှာဘန်ကောက်မြို့ရဲ့အဓိကကျတဲ့ဆေးရုံတစ်ခုဖြစ်တဲ့ဝိဇာယဆေးရုံကြီးရဲ့ရှေလန်းဆောင်မှာပဲဖြစ်ပါတယ်။ ။ဥမာတန်ရင်းနေရှုပ်ထေးစွာသွားလာနေရကနေလမ်းမကြီးဟာသွားသလိုပြိုကျပြီးမီတာ90လောက်နဲ့တဲ့ area တွင်းကြီးတစ်ခုဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ online ပေါ်တက်လာတဲ့ဓာတ်ပုံတွေ video တွေထဲမှာဆိုရင်အဲ့ဒီတွင်းနဲ့ကြီးရဲ့အစွန်းမှမပြုတ်ကြအောင်ကျိုးလေးတင်ကြန်နေတဲ့ကားတစ်စီးရဲ့မြင်ကွင်းကတော့တကယ်ကိုရင်သက်မှမပါပဲ။ကောင်းထောက်မှစွာနဲ့ဒီဖြစ်စဉ်မှာထိခိုက်ဒဏ်ရာရသူတဦးတယောက်မှမရှိဘူးလို့ကနေဦးတင်းတွေအရသိရတဲ့အတွက်အလုံးကအသိပြင်းချနိုင်ခဲ့ကြပါတယ်။လောလောဆယ်မှာတော့အာနာပိုင်တွေကဒီလမ်းပိုင်ကိုအန္တရာယ်ရှိတဲ့အတွက် ုံးဝပိတ်ထားလိုက်ပြီးမိကျောတွေကိုလမ်းကြောင်းပြောင်းပေးထားပါတယ်။ဆေးရုံနဲ့အနီးတစ်ဝိုက်ကအဆောက်အုံတွေရဲ့ဘေးကင်းလုံခြုံရေးကိုလည်းစစ်ဆေးနေပြီးဆေးရုံမှာတည်ရောက်နေတဲ့လူနာတချို့ကိုလည်းဘေးလွတ်ရာကိုရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ဒါပြင် ပြင်ပတ်လူနာကြည့်ရှုခြင်းကိုလည်းယာယီအဆိုင်ထားတယ်လို့သိရပါတယ်ရှင်။ဒီဖြစ်ရဟာထိကြိုက်တန်ရရတူမရှိလို့တော်သေးတယ်လို့ဆိုနိုင်ပေမဲ့ဘူမိဗေဒပညာရှင်တွေနဲ့မြို့ပြစီမံကိန်းပညာရှင်တွေအတွက်တော့စိတ်ပူစရာပါပညာရှင်တွေအများအားဖြင့်တည်ပြီးနေခဲ့တဲ့အရှိကတော့ ဘန်ကောက်မြို့တော်ကြီးဟာတဖြည်းဖြည်းနဲ့ဆင်းနေတဲ့ဆိုတဲ့အရှိပါပဲ။တနစ်ကို1စင်တီမီတာကနေ2စင်တီမီတာနှုန်းလောက်နဲ့ညီညာမှုမရှိဘဲနေကြနေတာဖြစ်ပြီးအနာဂတ်မှာပင်လယ်ရေမျက်နှာပြင်အောက်ကိုရရှိသွားနိုင်တဲ့အန္တရာယ်နဲ့အဆိုင်နေရတဲ့လူစုခုရှိပါတယ်။နံပါတ်1ဒီနေရာအနေထားဘန်ကောက်မြို့ကိုမြဝကျွန်းမော်ဒေတာကပျော့စစ်စစ်နှုံးတင်မြင်မြင်မှုတွေပေါ်မှာတိစောက်ထားတာပါ။ခိုင်မာတဲ့ကြောက်လွတ်အခြေခံရှိတဲ့အတွက် အဆောင်ကြီးတွေရဲ့ဝန်ကိုကြာချေခံနိုင်ရင်မရှိပါဘူးမြောက်ကရေတွေခန့်ချောက်သွားတဲ့အခါမြေသားတွေဟာရေမရှိတဲ့ရေမြုပ်တစ်ခုလိုကျုံးဝင်ပြီးအပေါ်ကမြေလွှာတစ်ခုလိုနှိမ့်ကျလာပါတော့တယ်မိုးမြတ်တိုက်ကြီးများ၏ဝန်ပြမှုဘာကောင်းမြို့ရဲ့အထင်ကရမိုးမြတ်တိုက်ကြီးတွေကြီးမားတဲ့ချော့ပီမောကြီးတွေအထက်အမြင့်ဆောင်တွေရဲ့တန်ချိန်ပေါင်းများစွာသောအလေးချိန်ဟာမခိုင်မာတဲ့မြေသားပေါ်ကိုအစမပြတ်ဖိနှိပ်ထားတယ်လို့ဖြစ်နေပြီးမြေနှိမ့်ကျမှုကိုပိုပြီးအချိန်မြင့်တင်ပေးနေပါတယ်အခုလိုလမ်းမကြီးတွေရုတ်တရက်ပြိုကျက กินฮ้อดิဖြစ်ပေါ်လာတာဟာအပေါ်ယာမှာတော့ရေပိုင်လိုင်းပေါက်လို့မြေအောက်ဥမင်လိုင်းခေါင်းကြောင်းလို့အကြောင်းပြလို့ရနိုင်ပေမဲ့အတွင်းမှာတော့မြို့တော်ကြီးရဲ့မြေသားတည်ဆောက်ပုံတစ်ခုလုံးအားနဲ့ယူယွန်းလာပြီဆိုတဲ့အရှိပြေလက္ခဏာတစ်ခုအဖြစ်ပညာရှင်တွေကတုံ့တက်နေကြတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဘန်ကောက်မြို့ကြီးမှာနေထိုင်အလုပ်လုပ်ကင်နေကြတဲ့ကျမတို့မြန်မာပြည်သူတွေအနေနဲ့ဒီဖြစ်ရပ်ကိုတင်ကန်းစာယူပြီးပုံမတတိထားကြဖို့အရေးကြီးပါတယ်ရှင်။အထူးသဖြင့်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမြေတုဖော်နေတဲ့နေရာတွေလို့ မြောက်ရထန်းလမ်းဖောက်လုံနေတဲ့နေရာတွေရဲ့အနီးတစ်ဝိုက်မှာနေဆိုင်တွာလာတဲ့အခါအထုကူစိုက်ပါကိုဖြတ်တန်းတွာလာနေတဲ့လမ်းတွေတရားဟောင်းတွေမှာမူမမှန်တဲ့အကွဲကြောင်းတွေနေကြမှုတွေရှိမရှိအမြဲတမ်းအကဲခက်ပါဘုပ္ပဝင်ခြင်းရဲ့ပြောင်းလဲမှုတွေကိုအမြဲတည်ရှိနေဖို့အရေးကြီးပါတယ်ဒီနေ့ဖြစ်စဉ်ဟာလူအသေးမပြောက်မရှိတော့ပါသေးတယ်ဒါပေမဲ့နောက်တစ်ခါဒီလိုဖြစ်ရမျိုးဘယ်နေရာမှာဘယ်ချိန်ဖြစ်လာမလဲဆိုတာဘယ်သူမှအကျိုးမသိနိုင်ပါဘူးပြည်သက်တွေကရောဘာကောင်းမျိုးကတွင်းကြီးဖြူချသွားတဲ့အပေါ်မှာ ်မိတို့အမြင်ကိုလည်းပြောသွားကြပါအောင်ရှင်